ဟိုဘက်လန်တင်းညက်ဆက်ကိုကြီးဆရာပဲကြောမယူဘူးနော်ကိုကြီးအဲ့ဒါလူတွေကတက်တက်ပြောတာအေးလေအဲ့လိုမျိုးကိုကြီးဆရာကြောတင်းညက်ဆက်မယူဘူးနော်ကိုကြီးအဲ့ဒါယူဘူးလားကိုကြီးဆရာเออเลยกูยิ่งแล้วกูยิ่งเลยจองคลีโหมาเป้ไล่บูเนาะอู้เฉยนี่อ่าเออ30 30อยู่รู้ไม่อ่ะพี่จนเอาไปเป้อยู่ดิกูยิ่งแล้วจนเอา30 30เป้ละเลยจนพ้งเสร็จเมยจีจอ ကျွန်တော်လည်းမပေးပါဘူးသူရှိမှသူတင်းထားကြပါလို့ပြောပါလေစေကူတာဖို့ဆိုပြီးတော့ကျော်တော့ကလည်းသူသူ့လက်ထက်လည်းကလေးတစ်ခါမထည့်ဘူးပါဘူးကျော်ကလေးကြီးကျော်ကလေးကြီးကျော်လက်ထက်မှာပဲရှိပါတယ်အခုချိန်ကြီးဟိုဒီဟိုလာပြီးရှင်းတဲ့နေရာဆိုလို့ရှင်သူများတွေကကားဟိုကလူရယ်လည်းမေးကြတယ်အဲ့လိုမျိုးခလေးရောင်းစားလိုက်တာပြီးချလိုက်တာလည်းမေးကြတယ်မဟုတ်ဘူးကတော့ခလေးကသူသူ့ရှိလေတခါမှလည်းဟိုလေးသိန်းလူတဲ့တချိန်တော့တခါပဲရောက်တယ်ပေါ့တခါပဲရောက်ပြီးတော့ သူကကလေးလေးတောင်းချီရဲသူကတမီးပစံလေးသိမ့်ပေးတယ်တမီးအဲ့ပစံလေးကင်ထားတယ်ကင်ထားပြီးတော့သူကကလေးလေးတောင်းချီရဲအဲ့ပုံကိုသူကဗီဒီယိုဖိုင်ပုံကိုသူကဆက်ခွှင်းရောက်ရိုက်ပြီးတော့ဓာတ်ပုံအနေနဲ့လုပ်ပြီးတော့ကလေး30နဲ့ဝယ်သွားတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးပြန်တင်လိုက်တယ်ပြန်တင်လိုက်တော့အမှတမီးရဲ့မိဘတွေကဘယ်လိုပြောလဲဆိုတော့အဝေးမှဆိုတယ်ဘယ်လိုပြောဆိုကလေး30နဲ့ရောင်းလိုက်လားပြုတ်လိုက်လားဆိုပြီးတော့လူကြီးရင်တိုင်လားဗာတိုင်လားနဲ့အဲ့လိုလိုဖြစ်ကုန်တော့ရွာကိုပြန်လို့မရတော့အဲ့လိုမျိုးသူကလည်းအခုဒီ online ပေါ်ကကိစ္စကိုလည်းအခုသူပလာစီယာတူကသူပြန်ဖြေရှင်းပေးမယ်လို့ ပြောပါတယ်ကျွန်တော်တို့အခုချိန်ကြီးလဲသူများပတ်စံယူထားပြီးတော့ကိုကလေးကြီးလဲရောင်းစာအစင်းလောက်ကျော်ကျွန်တော်တို့မှမရှိသေးဘူးသူများကြီးလိုလဲဒီကိုကလေးကိုသူများသူများလက်ထက်ပေးလောက်တဲ့ရေချင်းလဲခန်းတိုင်းရေချင်းလဲကျွန်တော်တို့မှမရှိဘူးမပေးလဲမပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ online ပေါ်မှာပြောခဲ့တဲ့စကားတခုံးတော့ရှိရယ်ကလေးကိုသူများကိုပေးမယ်သိညစဲစဲပေးမယ်ကျွန်တော်တို့အကြီးမကြီးပြေးမယ်ဆိုပြီးပြောခဲ့မိတယ်ဒါပေမဲ့လင်မယားရင်ဆေးရုံပြန်လာပြီးတော့စကားများရန်ဖြစ်လို့ကျွန်တော်စိတ်ဆိုးဆိုးရဲ့ဟိုမီဒီယာတွေရဲ့တွေးလို့ကျွန်တော်လမ်းမှာ ခေါ်မေးလို့ကျွန်တော်ပြောလိုက်မိရဲ့ဒါပဲကျွန်တော်ရင်ထဲပါလို့တခုမှပြောရမှာမဟုတ်ဘူး အရင်ဆုံးပေါ့ဒါအကိုနဲ့အမနဲ့နာမည်လေးတွေပေါ့ဒါဒီဘက်ကရက်ွက်လူကြီးလို့လည်းသိရတယ်ဆိုတော့အရင်ဆုံးနာမည်လေးတွေမိတ်ဆက်ပေးပါအောင်နာမည်လေးပေါ့အကိုနာမည်လေးကျောင်းကျောင်းရဲတော့နိုင်မှာဟုတ်အမနာမည်လေးရအောင်ချိုးမချိုးမဟုတ်အကိုကရောပို့ထောက်အောင်ပါဒီရက်ွက်ရိုင်းမှုပေါ့ဒီရက်ွက်တောင်းထားပါလားနောက်တိုင်းတူနေမော်ဘီခရိုင်ဘာတရားကျွေးအောင်ခုခြေတုံးအောင်ကျွေးရတိုင်းသားတိုးချဲ့ရက်ွက်ဒီရက်ွက်ရဲ့ရက်ွက်သူရက်ွက်ရက်ွက်သူရက်ွက်သားတွေပေါ့ဒီထိုင်တဲ့လူတွေပေါ့ရက်ွက်ထဲမှာအော် ။ online မှာဖြစ်တဲ့ဖြစ်ပျက်တွေကပြောထားတဲ့ဥစ္စာကြီးကတကယ်တော့မဟုတ်ပါဘူး။သူ့ရှိရလဲသိနေစေလဲလက်မခံဘူးပါဘူး။သူ့ရှိရလဲတကယ်ကလေးမပေးခဲ့ဘူးပါဘူး။ကျွန်တော်တို့ကလေးတွေကကျွန်တော်တို့ရေခွေးထဲမှာအခုချိန်ကြီးခုချိန်ကြီးရှိတုံးပါပဲ။ဟိုသူရဲ့တိရတွေ့ရဆိုလို့လွန်ခဲ့တဲ့၂လပိုင်း၂လလောက်ကဟိုတာကြီးကြောက်ပတ်သက်၄သိန်းခေါ်ပေးဘူးပါလေ။ကျွန်တော်တို့ဗီဒီယိုလေးကြောက်ရိုက်သွားပါလေ။ ကလေးတယောက်ကလေးတယောက်ကြီးခဏတောင်းချီပါလေပြီးတော့အငယ်မအောင်ခဏတောင်းချီပါလေကျွန်တော်တို့မဟုတ်ပါဘူးတကယ်လည်းမဟုတ်ပါဘူးသူလည်းခုပြန်ဖြည့်ရှင်းပါလေအခုကျွန်တော်ကိုတိတ်ညက်ဆက်ပေးလာလို့ကျွန်တော်ဖုန်းဆက်မေးကြည့်ရောကျွန်တော်လည်းမပေးပါဘူးသူရှိမှသူတိတ်ထားကြပါလို့ပြောပါလေစေကူတာဘူးဆိုပြီးတော့ကျော်တို့ကလည်းသူသူ့လက်ထက်လည်းကလေးတစ်ခါမထည့်ဘူးပါဘူးကျော်ကလေးကြီးကျော်ကလေးကြီးကျော်လက်ထက်မှာပဲရှိပါလေအခုချင်းကြီးဘလို့လေရင်ဆိုင်ရလဲဆိုတော့ကျွန်တော်မိသားစုကိစ္စလေးပဲเนาะမိသားစုလေးရာဒီလိုမျိုးကို ဒီကလေးကြီးဘာကိစ္စရဲ့ရောင်းတာလဲဘာဖြစ်လို့လဲဟိုပေးရလဲဆိုပြီးတော့မဟုတ်မဟုတ်ဘဲတူတို့ online မှာပြန်ရကိစ္စကြီးကြောင့်တို့ကလည်းကျွန်တော်အပြစ်ပုံနေပါလေအဲအဲ့လိုအပြစ်ပုံရကြော်ကြော်ကျွန်တော်တို့မှာဟိုရောက်ခမအောင်ကြောက်ရဲအတွက်ကျွန်တော်မပြန်ရဲပါဘူးအိမ်ကိုဟိုဒီဟိုလာပြီးရှင်းတဲ့နေရာဆိုလို့ရှင်သူများတွေကကားဟိုကလူတွေလည်းမေးကြတယ်အဲ့လိုမျိုးကလေးရောင်းဆားလိုက်တာပြချလိုက်တာတော့မေးကြတယ်မဟုတ်ဘူးကတော့ကလေးကသူ့သူ့ရှိလေတခါမှလည်းဟိုလေးသိန်းလူတဲ့ချိန်တော့တခါပဲရောက်တယ်ပေါ့တခါပဲရောက်ပြီးတော့ ူကကလေးလေးတောင်းချီရဲသူကတမိ့ကိုပတ်စံလေးသိမ့်ပေးတယ်တမိ့ကအဲ့ပတ်စံလေးကင်ထားတယ်ကင်ထားပြီးတော့သူကကလေးလေးတောင်းချီရဲအဲ့ပုံကိုသူကဗီဒီယိုဖိုင်ပုံကိုသူကဆက်ကွန်ရော့ရိုက်ပြီးတော့ဓာတ်ပုံအနေနဲ့လှုပ်ပြီးတော့ကလေးသိမ့်20နဲ့ဝယ်သွားတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးပြန်တင်လိုက်တယ်ပြန်တင်လိုက်တော့အမှတမိ့ရဲ့မိဘတွေကဘယ်လိုပြောလဲဆိုတော့အဝေးမှာဆိုတယ်ဘယ်လိုပြောဆိုကလေးသိမ့်20နဲ့ရောင်းလိုက်လားပြုတ်လိုက်လားဆိုပြီးတော့လူကြီးရင်တိုင်လားဗာတိုင်လားနဲ့အဲ့လိုဖြစ်ကုန်တော့ရွာကိုပြန်လို့မရတော့အဲ့လိုမျိုးအဲသူကပဲထောက်ခံတယ်ထောက်ခံမိပါတယ်ထောက်ခံမိပါဆိုတော့သူကလက္ခဏာတာမဟုတ်တဲ့အတွက်ကြောင့် ထောက်ခံပေးတယ်ဒါဆိုသူကိုယ်တိုင်ကလည်းပြောလာတယ်ကျွန်တော်လက်မခံပါဘူးခလေးလည်းရောင်းမစားပါဘူးလို့ပြောတဲ့တက်ကြောင်ထောက်ခံပေးပါလေဒီကျန်တဲ့ရက်ကနေလက်ရှိလက်ရှိအနေထားရဆင်းရလဲဆင်းရစားကြရမရှိစားကြရလဲမရှိနေတာတော့နိုင်ငံငားနေရတာပေါ့လက်ရှိဒီမှာနေနေရနိုင်ငံဘူးတော့မရသေးပါဘူးအားမှန်ပဲကွာသနာတို့ခေါ်တင်လာတာပါသူတို့စရောက်တော့ကတမိရဲ့ဟိုကလေးတွေကလည်းမိုးတွေဆိုးလာတယ် အဲ့သူတို့မှလည်းဝစ်စရာတွေလည်းပစိုးတော့ဝစ်စရာမရှိဘူးဖြစ်ပြက်လာတာလေအဖွားအဖွားကအဖွားကနိုင်ငံဟိုဒီအစွန်ဆုံးလေးမှာအားနေတယ်ဆိုတော့အားနေအဖွားကဲကဲတက်တက်တက်ဆိုကျွန်တော်တို့မှပတ်စံပေးစရာမရှိဘူးအေးပတ်စံပေးစရာမရှိတဲ့ကဲတဲ့ပေးခြင်းနဲ့ပေးမပေးခြင်းနဲ့ဒီကလေးလေးတွေဒုက္ခရောက်တယ်ဆိုတော့အမသူကလေးလေးကလည်းနိုးမစိုးအောင်ခါစီရစီဖြစ်ပတ်စံမှမရှိတာလေဟိုဟိုကယ်ဒီသမားတဲ့အလကားလိုက်ပို့ပေးတာအဝေးကြီးရနေပြီးတော့ အန်နဲ့အဖွားကဲကဲလိုင်းငန်းမှနေဆိုပြီးတော့အစားစရာတောက်စရာတွေသူတို့ပေးခလေးနူဘူးဖို့အဖွားတတောင်းထုတ်ပေးရတယ်နော်လိုင်းငန်းကဘွားမမျောလင့်မှာဘူးဒါအဖွားလူမှုရဲ့ကူညီတာဟာကိုလည်းတစ်ချိန်ကြရင်ဒုက္ခရောက်နေရောက်မယ်ချမ်းသာရင်ကြမှာအဘွားအသက်80ကြည့်ပြီနမေကဒေါ်ကြည့်ကြည့်မြင်းနဲ့အဲ့တိုင်းသားကျွေးရောမှာဟိုနေတာအဘွားအဲ့ဒါ အဖွားကကူညီထားပြီးတော့သူတို့ရဲ့ဒုက္ခဒုက္ခတွေကိုမကြည့်ရဘူးနောက်တော့မှဒီလိုဒီကြောင်းတွေဖြစ်တယ်ဆိုတော့ကလေးကလည်းတော်တော်ကြမ်းမာကြီးမကောင်းတော့နိုးမဆိုးရလို့ဆရာမတို့ပြောကြနေဟာတိကကြီးဖြစ်နေတာကလေးတွေကပတ်စံမမရှိတော့လမ်းမမတွေ့အဲ့ဒါရေနဲ့ဖြော်တိုင်းမှာဘေးကလူတွေကတနာလို့ဆိုပြီးတော့ရေနွေးတပူလေးတွေလာပို့ထားတာအဲ့ဒါသူတို့အဲ့လောက်ဒုက္ခရောက်လာတာဆိုရွှဲနာလဲကလေးတွေလည်းလဲစရာမရှိဘူးလူကြီးတွေလည်းလဲစရာမရှိဖြာတာခွေးစရာပါဘူးဖြာတဲ့ခင်းမအဲ့ဒါဒီကြမ်းမအကုန်ပေးကန်ထားတာဒီအဲ့ဒါ အာဆီယမားတို့ပြောပြတာသူကပစိုးတော့ပစိုးလဲအဘေးကလူကပစိုးပေးတာတမချမ်းသာတော့မဟုတ်ဘူးနော်တထဲဝင်းမတထဲဆိုတဲ့လူတွေကြီးပဲတထဲလမ်းတာတထဲဝစ်စရာမရှိတဲ့လူတွေအဲ့လိုမျိုးတွေနေရတဲ့ဟာဝေမျှပေးတာအာ online မှာပြန်နေတယ်လို့မျိုးဒါမဟုတ်ဘူးပေါ့ဒီကိစ္စလေးမဟုတ်ပါဘူးခင်ဗျဟုတ်ရင် तू တိတ်နေကြရဆီယမားအဲ့ဒီလူဘယ်လိုနေမလဲသူသူကလည်းအခုဒီ online ပေါ်ကကိစ္စကိုလည်းအခု तू ပလာစီယာတူက तू ပြန်ဖြေရှင်းပေးမယ်လို့ ပြောပါတယ်ကျွန်တော်တို့ကျွန်တော်တို့ရှိမှာပါပဲတောက်လျှောက်ကအဲ online ပေါ်မှာပြန်နေတယ်မှာအရင်ရက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 ်ဒီတိုင်းမှာကျွန်တော်တို့ကလေးကကျွန်တော်တို့လက်ထက်မှာပဲပါသူ plus ရက်တူတယောက်ကဘယ်ကတင်လာလဲဆိုတော့ဟိုမန္တလေးမန္တလေးဟိုဒါပေါ့ငလင်းဘေးဘက်ကနေပြီးတော့သူကအဒီကလေးကိုဝယ်လိုက်ပါပြီဆိုပြီးပြောတဲ့နေ့ကကျွန်တော်တို့ကဒီရန်ကုန်တိုင်းထဲမှာပါသူကမန္တလေးဘက်မှာပါဘလို့မှပတ်သက်မှုလည်းမရှိပါဘူးသူကကျွန်တော်တို့ကတခါတော့ကူညီဘူးဒါပဲမှန်တယ်လေ တာကိသားမှာကျွန်တော်တို့လင်မယားလေးကိုရွှေပြည်သားညို့ခေါ်ပေးဘူး၄သိန်းအဲ့တခါပါပဲအဲ့ချိန်မှာဆိုဗီဒီယိုလေးချုပ်ရိုက်ထားမယ်တဲ့ဟိုဒီညလုံးခွဲစိတ်ပြီးွားရဲ့ခါကြရင်သူကနေပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုတင်ပေးမယ်ပေါ့စားဖို့တောက်ဖို့အတွက်အလူရှင်လေးပေါအောင်လို့ဆိုပြီးသူလုပ်ပေးပါမယ်လို့ပြောပါတယ်အခုသူသူပြီးကြရတော့ကလေးကိုကျွန်တော်ရှီကအချိန်မှရေဆုံးချီပါတယ်ခဏတောက်ချီပါတယ်ဟိုငယ်မလေးကိုလည်းခဏချီပါတယ်အဲ့ဒါအဲ့ဗီဒီယိုဖိုင်က၂လလောက်ဖြစ်နေပါပြီသူရိုက်ထားတာဟုတ်ကဲ့အခုမှတက်လာတယ်ဟုတ်ကဲ့အခုရပိုင်း သုံးရက်လောက်ရှိပြီပေါ့နော်အဲဗီဒီယိုဖိုင်တက်လာရဲ့ online ပုံမှာဖြစ်နေတဲ့ဟိုသိန်းညစေရဲ့ဖြစ်တဲ့ကိစ္စတွေကတကယ်တော့မဟုတ်ပါဘူးသူကလည်းဒီဒီသိန်းညစေအကိုတို့ပေးထားတာမဟုတ်ဘူးကျွန်တော်လက်ထဲမှာရှိပါတယ်လို့လည်းသူကျွန်တော်တို့အခုဖုံးဆက်ပြီးတော့ပြောပါတယ်တော်တော်နော်ဒီဟိုရောက်ကမာကြီးဆိုရင်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီကလေးရောင်းစားဆိုပြီးတော့မှဂျော်ဂျာမန်နဲ့ဖြစ်နေကြတတ်မဲ့ပုံမှန်တော့ဖြစ်နေပါတယ်လူရင်းရဲ့ကြောင်းကြားဗားရဲ့ကြောင်းကြားနဲ့အဲ့လိုတော့ဖြစ်အဲကလေးရောင်းနေပြီးရဲ့ဆိုပြီးတော့လူရင်းရောင်းမှာပဲသူရောက်ရောင်းရောက်မှာပေါ့ပြောလို့မရပါဘူး အငူရည်ရဖြစ်နေကြကျွန်တော်တို့တော့မပြန်ရဲပါဘူးအဲရောက်ခမအိမ်ကိုကိုကိုထိုးမှကြိတ်မှသလိုအခုကိုလာတာကလေးတွေရောင်းဖို့လဲစီစဉ်မရှိဘူးအစီအစဉ်မရှိပါဘူးကျွန်တော်တို့မှာဘယ်တော့ဘယ်တော့ကမှမတွေးလဲမတွေးဘူးရှီလဲမရှိဘူးကျွန်တော်တို့တကယ်ဟိုကိုဒီလေးလေးလားငါးလားဖြစ်နေပါပြီကျွန်တော်တို့တကယ်ထိမ့်သိမ့်လာခဲ့တာရှိရှိမရှိရှိငငပြက်ပြက်ဆိုပြီးဒီလိုရပဲကျွန်တော်တို့ကြီးကြီးပြီးလာမွေးလာခဲ့ရောက်လာတော့ကတော့တော်ကြီးကလာပြောတာအဆင်မပြေလို့ရဲ့ င်များနှစ်ယောက်ကလေးတွေနဲ့ဒုက္ခရောက်နေလို့ရောက်လာတယ်။ဒါဘလူလေးလုံဝင်ကောင်းမနေ။တို့ရပြောတော့တို့ကြီးခန်းနေဝင်ကိုဆက်ပြေးထားတယ်။ကိုကြီးတောင်းထားတယ်ပေါ့။ကိုကြီးပြေးမယ်လို့ပြောတယ်။အဲ့တော့ကြောင့်သူတို့ဖြစ်နေတဲ့ကိစ္စတွေကိုလည်းရှင်းရင်လည်းခေါ်ပြီးတော့မနေရတဲ့ကမနေရခေါ်ထားတယ်လို့ပြောတာ။ဒီနေ့ရောက်မယ်ပေါ့။အဲ့တော့ကြောင့်နားတို့ရှင်တစ်ချက်လောက်ကိုပြောပေးပါဖြည့်ရှင်းပေးပါပေါ့။ပြောပြီးတော့တို့ကြီးကလာပြောတယ်။အဲ့တော့ကြောင့်ဒုက္ခရောက်နေတဲ့လူတို့ကိုကိုကြီးလာတော့ကောင်းပါလေ။အမေ ဘူးဘလူဘလူမှပုံခတ်ပဲနဲ့ကိုကိစ္စကိုပြင်ရှင်းတာတော့အကောင်းဆုံးပဲရတာရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်ဖြည့်ရှင်းမင်းမဲ့လူကလည်းဖြည့်ရှင်းပေးတာအကောင်းဆုံးပဲလက်ခံထားတဲ့လူကလည်းလက်ခံထားတဲ့အကြောင်းတယောက်နဲ့တယောက်ပုံမလေးလေးပြောပြီးတော့ရှင်းတာအကောင်းဆုံးပဲအဲဒါဖြည့်ရှင်းပေးလိုက်ပါအဲဒါဆိုကလေးတွေအတွက်ကလေးတွေကနောက်ဘာဖြစ်လာမလဲကိုသိရတာမဟုတ်ဘူးလေအဲဒါကြောင့်ကလေးတွေရဲ့ရှည်ရဲအတွက်ဖြည့်ရှင်းပေးတာအကောင်းဆုံးပါလို့ဒါပဲပြောချင်ပါလေ အတီးရတော့ကြီးနေဆိုတော့သူတို့ဟိုဖုံးနေကြည့်တယ်တဲ့ထဲမှာလေသူတို့ကရောင်းစားတယ်ရောင်းစားဆိုဒီယုံနဲ့ဒီယုတ်တို့အန်တီတို့ကမြင်ဘူးနေတာအသူတို့မတွေ့ဘူးတဲ့ဟိုအန်တီကမြင်ဘူးနေဒါပေမဲ့ဘုံနေရတော့နည်းနည်းရောင်းစားထားတယ်ဆိုတော့နည်းနည်းအထင်သေးတဲ့ပိုင်းနေပါတာပေါ့နော်ဒီလောက်ဒုက္ခတိမ့်နေဆယ်ရထားတော့ဒီလောက်ဒုက္ခရောက်နေတယ်ဆိုတော့အာသူကပြောပြအဖွားကိုပြောပြတယ်ပြောအဖွားနားမှာ အဖွားမိတွေပါရီက line all ဒီ line တွေကြည်နေတော့လေအဲ့ဒါဆိုဟိုတူးလေးကိုဆက်တွေ့ကြည်ပါလားဆက်တွေ့ကြည်လို့ချင်းနင်တို့ကလေးတွေအဆင်ပြေနဲ့ပြေလောက်မယ်ပေါ့အဲ့လိုပဲအဖွားကလည်းပြောလိုက်မိတယ်အာနဲ့သူတို့ကလည်းအဲ့ကလေးတွေနဲ့ချိတ်ပြီးတော့အခုတမီးတို့ကိုဆက်တွေ့ပြီးတော့ခေါ်လိုက်တာအဖွားတို့ကအေးအဲ့ဒါတွေကိုဆက်တွေ့ကြည်ပါလားဆိုတော့အာတမီးတို့ကလူငယ်တွေကနေသူ့ကိုဆက်တွေ့ပေးလိုက်တာအဲအဲ့ဒါကြောင့်မို့တမီးတို့ကိုတိတာအဖွားတို့ကတမီးတို့မြင်လဲမမြင်ဘူးလေအဲအဲ့လိုလှူတယ်ဆိုပြီးတော့တမီးတို့ရုပ်ကမပေါ်ဘူးလေ လူတဲ့လူတွေပုံစံမပေါ်တာလေအားကြောင့်မို့အားကြောင့်မို့တမီးတို့ဆက်သွဲပြပြခေါ်လိုက်တာပါကျေးဇူးလေးတင်ပါတယ်ယုံကြည်တယ်ဆိုတာဘာဖြစ်လို့ဆင်းရဲနေစားစရာတော့မရှိတဲ့ဟာလေခလေးတော်လူဘူးတိုက်စရာမရှိဘူးရေဖြော်တိုက်ပြီးတော့ဟာတော့မရှိတော့အဖွားတို့ကလည်းအဖွားတို့တက်တဲ့အုံနောက်ကလေးနဲ့အဖွားတို့ကသူတို့ကိုညံပေးရတာတမီးတို့ကိုခေါ်ရတာလေအဲအဲ့လိုမျိုးလေးပေါ့ဒါပေမဲ့တမီးတို့ကအဖွားတို့ကဆက်သွယ်မရရမယ်တမီးတို့ကလူအများနဲ့ဆိုတော့ဘယ်သူဆက်သွယ်မလဲဒါကတော့တစ်ချက်နားလဲပို့လူတာပေါ့နော်ဒါဒါကြည့်နေတဲ့သူတွေက တမီးတို့ကဘွားတို့ကဆက်သွယ်မှာတမီးတို့ကတိမာလေတဦးတယောက်ချင်းဆိုလို့ဒီတမီးတို့ကအများနဲ့လေအဲ့လိုမျိုးကြီးဘွားတို့ကကျေးဇူးတင်ပါတယ်လို့တမီးတို့လိုက်ဒါအခုလည်းပြောပြပါဦးကဒီကိုဒါ30လမ်းယူထားလို့ဆိုရလဲဒါအခုတို့လေဒါလက်ခံပေးရပါထောက်ခံပေးရပါရောက်ပါနေတယ်ထောက်ခံပေးပါတယ်ဟုတ်မှာတော့တောင်းဝင်ယူခွင့်မဲ့လူတော့မရှိဘူးကမရှိဘူးဆိုတော့ကလေးတွေကလည်းရန်ဒုက္ခရောက်နေတယ်သူတို့ကလည်းစောင့်နေရတယ်စင်မပြေဘူးနေဖို့ထိုင်ဖို့ကြတော့လေဒီအန်ဒီယာကူနေရတော့နေလို့ထိုင်လို့ရနေရတဲ့ကြောင့် ဒီဘက်မှာကုညီတောင်းမှုလူကြတော့လည်းမရှိတော့တာကြောင့်သူကလေးတွေရဲ့ကျမကြီးကလည်းရန်လဲနှူသေးတော့ကလေးကတနေ့နဲ့တနေ့ပို့ပို့ဆိုးတာတော့အမခိုင်နေဝင်ရှိပဲတန်တန်ကျဆက်တွေ့ပေးမယ်လို့တော့ဒီကလေးတွေရဲ့မိဘနှစ်ပါးကိုပြောထားတယ်အဲ့ကြအဲ့လောက်တော့ကုညီပေးမယ်ကုညီနိုင်တော့ကုညီပေးမယ်လို့ပြောထားတယ်ဆက်တွေ့တာတော့ဆက်တွေ့ပြီဆက်တွေ့ပြီပြီဆိုတဲ့အတွက်ဒီမိဘဒီဘက်ကတော့ပြန်ဆက်တွေ့သေးဘူးကျွန်တော်တို့ကတော့နောက်ခံနေဘက်ကိုဆက်တွေ့ပြီပြီအဲ့ဒါကြောင့် သူတို့မိဘတဘောပြောပြီးသားစိတ်မပူနဲ့တတ်နိုင်ဆုံးတော့ကူညီပေးထားတယ်ဆက်သွယ်ထားတယ်ဘယ်တော့လာမလဲတော့မသိဘူးလာတော့လာလိုက်မယ်ကူညီပေးမယ်လို့တော့ပြောထားတယ်ကျွန်တော်တို့ကလေးကိုဈေးကူဖို့ပဲကူညီတောင်းမှာပေါ့ဟို Facebook ကမို့ရတော့မိဘနှစ်ပါးကိုလည်းမပေးသူတို့ကလည်းမပေးဘူးဒီကလေးကသူတို့ကလေးပြောတာကြောင့်ကိုယ်ယူနေမှာပဲထားမယ်နောက်ကနေကိုကူညီတောင်းပေးကျွန်တော်ကကူညီတောင်းမယ်ပြောတော့ခေါက်သက်ပါကိုကူညီတောင်းမေးပါကျွန်တော်ဈေးကူဖို့ယုံလေးတတ်တတ်ပဲကူညီတောင်းမေးပါပေါ့အဲ့ဒါကြောင့်ကျွန်တော်လည်းဆက်သွယ်ထားတယ်နောက်ကနေကိုရှိဟုတ်ကဲ့ပါ ဟိုကဘယ်လိုဖြစ်တယ်လဲဆိုတော့ဟိုဟာနှုတ်မဆိုးနိုင်ရနေပြီဟိုအသက်ရောက်တော့ဘာလို့ဖြစ်တယ်ဖြစ်ပြီးတော့ဆေးရုံတော့ပြတယ်ဆေးရုံတော့ပြတော့ဆေးရုံမှာနှစ်ရက်လောက်ဆရာဝန်ကြီးကစောက်ကြည့်ကြသွေးစစ်တယ်အဲ့လိုမျိုးပြီးတော့ဟိုဘာမှမပေါ်တဲ့ဆုံးတော့ရင်မက်တက်မရဓာတ်မိုင်လည်းရရရောဟိုကလေးကနှလုံးအပေါက်ပါတယ်သွေးကြောလည်းအပူပါတယ်သွေးကြောမပိတ်ဘူးဆိုပြီးတော့ဟိုကလေးဆရာဝန်ကြီးကခွဲရမယ်ပေါ့နော်အခုကတော့ငယ်သေးတယ်6လပြည့်ခွဲရမယ်လို့ပြောတယ်အဲ့ဒါမခွဲလို့ရှင်ရောဘာဖြစ်နိုင်လဲပေါ့ကလေးကမခွဲလို့ရှင်အစုတ်ထဲသွေးရောက်လို့ရှင်တည်ရဲလို့ပြောတယ် ဟုတ်ကဲ့ဟိုအခုချိန်ကြီးလည်းသူများပတ်စံကိုယူထားပြီးတော့ကိုကလေးကြီးလည်းရောင်းစာအစင်းလောက်ကြောင်းရောင်းရမှာမရှိသေးဘူးသူများကြီးလိုလည်းဒီကိုကလေးကိုသူများသူများလက်ထက်ပေးလောက်တဲ့ရိတ်ချင်းလည်းခန်းတိုင်းရိတ်ချင်းလည်းကျွန်တော်မှမရှိဘူးမပေးလည်းမပေးနိုင်ဘူးဒါပေမဲ့ကျွန်တော် online ပေါ်မှာပြောခဲ့တဲ့စကားတစ်ခွန်းတော့ရှိရယ်ကလေးကိုသူများကိုပေးမယ်သိညက်ဆယ်ဆယ်ပေးမယ်ကျွန်တော်ကြီးမကြီးပေးမယ်ဆိုပြီးပြောခဲ့မိတယ်ဒါပေမဲ့လင်းမယားရင်ဆေးရုံပြန်လာပြီးတော့စကားများရံဖြစ်လို့ကျွန်တော်စိတ်ဆိုးဆိုးရဲ့ဟိုမီဒီယာတွေရဲ့တွေးလို့ကျွန်တော်လမ်းမှာ ခေါ်မေးလို့ကျွန်တော်ပြောလိုက်မိရဲ့ဒါပဲကျွန်တော်ရင်ထဲပါလို့တခုမှပြောရမလို့ခု online ပေါ်မှာပြန်ပြန်နေတဲ့တင်းညက်ဆက်ကိစ္စကျွန်တော်လည်းလက်မခံထားဘူးပါဘူး online ပေါ်ကလူတွေလည်းကျွန်တော်ယုံပြီးကြပါလို့သူများပတ်သက်လည်းကျွန်တော်မဟုတ်ဘဲမယူကြပါဘူးကျွန်တော်လည်းတကယ်လို့ယူထားခဲ့ဆိုရှင်လည်းကျွန်တော်ထိတ်ထိတ်ရှင်းပေးဆိုရှင်းပေးရပါတယ်ကျွန်တော်ဘက်ကဟုတ်ပါတယ်သူတို့အခြေအနေကြည့်ပြီးတော့30ဆိုတာလဲအခုမယူဘူးဆိုတာလဲအဖွားတို့ကတိနေပြီလေတိနေတော့တော့အဖွားတို့ယုံကြည်ပါတယ်သူတို့ ဟိုစားကြတောက်ကြရမရှိဘူးလို့အခုတော့ယူသွားတော့မှာပေါ့အာငါ့ပြန်နေတော့အာအခုတော့ယုံကြည်ပါတယ်လို့ဟုတ်ပါတယ်တိန်း20ယူထားတာမဟုတ်ဘူးဆိုတော့ယုံလဲယုံကြည်တဲ့သူတို့ကလည်းတကယ်ရှိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘဲနဲ့မယူဘဲနဲ့ယူရတဲ့နဲ့တော့မယူဘူးလို့မပြောပါဘူးတကယ်မယူလို့မယူဘူးလို့ပြောတာပါအဲ့ဒါကြောင့်ထောက်ခံပေးပါလေ Thank you.